2013ခုနှစ်အတွင်းပြည်ပနိုင်ငံတွေကနိုင်ငံသားသားနဲ့ကမ္ဘာလက်ခရီးသွားဥယျာဉ်နှစ်သန်း၄000ကျော်ဝင်ရောက်ခဲ့ကခရီးသွားမြုံမန်းချက်ထက်ကျော်လွန်ဝင်ရောက်ခဲ့ကြောင်းဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှထုတ်ပြန်ချက်တွေအရသိရပါတယ်။အဆိုပါခရီးသွားဥယျာဉ်ဟာအရင်နှစ်တွေကထက်စံချိန်တင်ဝင်ရောက်မှုဖြစ်ပြီး2012ခုနှစ်ထက်52ရာခိုင်နှုန်းတိုးတက်ဝင်ရောက်ခဲ့ကြောင်းလည်းထပ်မံသိရှိရပါတယ်။ မြန်မာနိုင်ငံတွင်းကိုပြည်ပခီးသွားအများဆုံးဝင်ရောက်မှုဟာအပြည်ပြည်ဆိုင်ရာလေဆိပ်တွေက8000ကျော်ဝင်ရောက်ခဲ့တာဖြစ်ပြီးတင်မောခီးစဉ်တွေနဲ့ရေချောင်းမှဝင်ရောက်လည်ပတ်ခဲ့သူ6000ကျော်ဝင်ရောက်ခဲ့ပြီးအိန္ဒိယနိုင်ငံတွေနဲ့ထိစပ်လျက်ရှိတဲ့နေဆက်ဂိတ်တွေအပါအဝင်ခီးသွားဥယျာဉ်2000ကျော်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုဝင်ရောက်ခဲ့ခြင်းဟာစီးပွားရေးရပိတ်ဆို့မှုတွေပြည်ရောမှုတွေနဲ့28ကြိမ်မြောက်စီးကိန်းကိုလက်ခံကျင်းပခဲ့မှုတွေကြောင့်ခရီးသွားပုံမှုဝင်ရောက်ခဲ့ပြီးအခုအခါနေဆက်ဝင်ထွက်ပေါက်တွေကဝင်ထွက်ခွင့်ပြုပြီးနောက်ထိုင်းလူမျိုးတွေဟာမြန်မာနိုင်ငံအတွင်းကိုလက်ပတ်ဖို့စိတ်ဝင်စားမှုပုံမှုမြင့်တက်လျက်ရှိပြီးအဆိုပါလူမျိုးတွေဟာမြန်မာနိုင်ငံအတွင်းကိုလာရောက်လက်ပတ်မှုနှစ်ဆင်အများဆုံးဖြစ်ခဲ့ပြီး2013ခုနှစ်မှာလည်းဝင်ရောက်မှုအများဆုံးလူမျိုးဖြစ်ခဲ့ပါတယ်အဆိုပါထိုင်းလူမျိုးတွေဟာမြန်မာနိုင်ငံအတွင်းကိုဖျားပူဖို့အတွက်အဓိကထားဝင်ရောက်လျက်ရှိက ကြိုက်ထီယိုပုဂိုးရှိဟန်တာရီနန်းတော်ရာနဲ့ပုဂိုးရွှေမော်တော်ဖရာတို့အပြင်ပကံကိုတွားရောက်မှုတွေကလည်းပုံမှန်များပြလာကြောင်းသိရပါတယ်အခု2014ခုနှစ်အတွက်ခရီးသွားဥယျာဉ်အဝင်ကိုသုံးသန်းခံမှန်းထားကြောင်းလဲဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းဝင်ကြီးဌာနကထုတ်ပြန်ထားတာဖြစ်ပါတယ်